ဝန်ခဲတဲ့နေပေါင်း2000ကျော်ကရှီဟောင်ဘုံတအနေမြေတစ်ခုဖြစ်တဲ့ပါရှန်တန်ထွတ်မီဆိုင်းနဲ့မျိုးလင်းဟာအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့အရှိတောင်ဘက်25မိုင်ကွာမှတည်ရှိတာဖြစ်ပါတယ်။အာဖဂန်နစ္စတန်ဆိုတာအစ္စလမ်ဘာသာလွှမ်းမိုးတဲ့နိုင်ငံဖြစ်တာကြောင့်ဒီလိုရှီဟောင်ဘုံတဘာသာယဉ်ကျေးမှုအဆောက်အအုံဇေဒီပထိုးအကျွင်းအကြံတွေကိုတနေရာထဲမှာစူးစိတွေ့ရှိရမှုကအံ့ဩစရာကောင်းလာပါတယ်။ ဒီလိုအန်အားစရာအကောင့်နဲ့မြို့ခေါင်းကို2009ခုနှစ်မှာတရုတ်တက်တူတူဖော်ရဲ့ကုမ္ပဏီ MCC ကတက်တူတူဖော်မှုစတဲ့အကောင့်ထဲပေါ်တဲ့အချိန်မှာမမျှော်လင့်ဘဲတွေ့ရှိခဲ့ကြတာဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရှီယောင်ဗုဒ္ဓရုပ်ဘွားတော်တွေဘုန်းတော်ကြီးကျောင်းနေရာတွေဇီဒီပထိုးတွေအပြင်ရဲတိုက်ခန့်တက်အစရှိတဲ့ရှင်းမြို့တော်ဟောင်းဟူပန်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာကိုအာဖဂန်အစိုးရကတရုတ်နိုင်ငံပိုင်တပ်တူတူဖွဲ့ရဲ့ကုမ္ပဏီ MPC ကို2008ခုနှစ်မှာ230စာချုပ်နဲ့အကြီးအကဲထုတ်ခွင့်ပြုခဲ့တာဖြစ်ပြီးစာချုပ်တန်မိုးမှာဒေါ်လာ3ဘီလီယံရှိပါတယ်ခစ်တက်အာဖဂန်တမိုင်းမှာတော့အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ်ပေးရခဲ့တာဖြစ်ပါတယ်အာဖဂန်နိုင်ငံဟာနှစ်ပေါင်း30ကျော်စစ်ဘေးဒဏ်တင်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက်မမောစရာပမာဏရှိတဲ့ငွေကြေးနဲ့ဖျားယောင်းကတရုတ်ကစာချုပ်ချုပ်လိုက်တာဖြစ်ပြီးလုပ်ငန်းရဲ့တကယ်ထုတ်ယူနိုင်တဲ့ဂျီနီပမာဏတန်မိုးကတော့ ဒေါ်လာ100ဘီလီယံလောက်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ဒီစီမံကိန်းရရှိဖို့အာဖဂန်တပ်တူတွဲဝင်ရင်းဌာန MON ကိုတရုတ် MCC တပ်တူတွဲဝင်ကုမ္ပဏီဘက်ကဒေါ်လာတန်30လောက်လာထုတ်ခဲ့ရတဲ့ဆိုကအဲ့ဒီနောက်ပိုင်းအာဖဂန်တပ်တူတွဲဝင်ကြီးလည်းအနားယူသွားခဲ့ရတယ်လို့သိရပါတယ်။ ယခုမှရှီဟောင်းဗုဒ္ဓနယ်မြေတစ်ခုအဖြစ်လူသိများလာပေမဲ့လွန်ခဲ့တဲ့၁၀နှစ်လောက်အထိအာဖဂန်နစ္စတန်ရဲ့ချောက်တွေးတဲ့တောင်ကုန်းနေကြမှာကွယ်ပြောက်နေတဲ့နေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။ဧကတရာကျော်လောက်ရှိတဲ့တောင်ကျော်တစ်ခုရဲ့အောက်မှာရှီဟောင်းအဆောက်အုံတွေရှိနေပြီးနစ်မြုပ်နေတဲ့ဗုဒ္ဓယဉ်ကျေးမှုလက်ရာတွေလည်းအများပြားထက်ရှိနေုံပဲလို့သူတေသီတွေကခန့်မှန်းကြပါတယ်။ဒီတရင်ဟာချက်ချင်းဆိုတလို့ပြန့်နှံ့သွားပြီးနိုင်ငံတကာရဲ့တောင်းဆိုမှုတွေကြောင့်တရုတ်ကုမ္ပဏီဘက်မှကျင်းလီတူဖို့ရဲ့လုပ်ငန်းကိုရပ်နှားထားလိုက်ရပါတယ်။ အာဖဂန်အစိုးရနဲ့သဘောတူစာချုပ်အရတရုတ်ကုမ္ပဏီအနေနဲ့ဂျီနီတူဖိုရဲ့လုပ်ငန်းကိုဆက်လက်လုပ်ကိုင်နိုင်ပေမဲ့ရှီဟောင်းနေမြေမပြည့်စည်စင်ရန်ရည်ရွယ်ပြီး2023ခုနှစ်အထိမီဆိုင်းနဲ့မှတူဖိုရဲ့လုပ်ငန်းတွေဆက်မလုပ်ဖို့ကတိပြုခဲ့ကြပါတယ်။ ဒီဒေသဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအကျဉ်းကြီးတွေဝါတဲ့နေရာတစ်ခုဖြစ်တာကြောင့်တရုတ်တွေရဲ့ Open Bay တပ်တုတူပွဲရဲ့ပုံစံအရမစ်ဆိုင်းနဲ့ရှီဟောင်းဗုဒ္ဓနေမြေတစ်ခုလုံးဖြုတ်ဖျက်ရမှလို့ဖြစ်နေပါတယ်။တရုတ်ကုမ္ပဏီဟာရှီဟောင်းအမွေအနှစ်လက်ရာတချို့ကိုတူပေါ်ပြီးနေရာပြောင်းရွှေ့ပေးဖို့စီစဉ်ခဲ့ပေမဲ့နှစ်ပေါင်းများစွာနစ်မြုပ်နေတဲ့ရည်ချင်းမှုအစိတ်အပိုင်းတွေကျိုးပတ်ကုန်နေတာကြောင့်ရွှေ့ပြောင်းဖို့ကမလွယ်ကူနိုင်ခဲ့ပါဘူး။ဒါကြောင့်ဒီနေရာကိုထိန်းသိမ်းရေးလုပ်ငန်းအတွက်တရုတ်ကုမ္ပဏီက2023ခုနှစ်အထိ3နှစ်တန်းစောင့်ပြီးမယ်လို့ဆိုခဲ့ကြပါတယ်။ ရှင်းအောင်သူတေတီတွေရဲ့အဆိုအရတော့နှစ်ပေါင်း30လောက်အချိန်ယူရမယ်လို့ဆိုကြပါတယ်။ဒီအတော်အတွင်းမီဆိုင်နဲ့တူဖို့တွေ့ရှိမှုတည်င်းဟာမီဒီယာများမှာပြန့်နှံ့သွားခဲ့ပြီးကမ္ဘာနိုင်ငံများကဒီဒေတာကြီးမဖြိုဖျက်ပစ်ဖို့ကိုတိုက်တွန်းမှုတွေကြောင့်2009ခုနှစ်ကစပြီးပြင်သစ်ရှင်းအောင်သူတေတီဖိလစ်မာကော့စ်ဦးဆောင်ကတူဖို့ရဲ့လုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ 2014ခုနှစ်မှာ North West တက္ကသိုလ်တွက်ဖက်ပမောက်ခ Brad Ming ကလည်းမီဆိုင်းနဲ့ကိုထိမ့်သိမ်းနိုင်ရန်အတွက်7 missile နဲ့အမိရတဲ့ရုပ်ရှင်တကားကိုရိုက်ကူးပြီးကဘာတိအောင်ပြခဲ့ပါတယ်။အဲဒီနောက်ပိုင်းတရုတ်ကုမ္ပဏီကလည်းမီဆိုင်းနဲ့မှာဂျင်းနီတူဖိုရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်ထားရတယ်လို့သိရပါတယ်။ ၂ထောက်တခုနှစ်အတွင်းအာဖဂန်မှ PTR 80မြင်းနဲ့ဘာမီယန်ရှီဟောင်းမက်ရရုပ်ပွားတော်ကြီးနှစ်စုကိုတာလီဘန်တွေကမိုင်းခွဲဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီးကမ္ဘာကပြစ်တင်ဝေဖန်ခဲ့တာကြောင့်တရုတ်ကုမ္ပဏီအနေနဲ့လည်းဒီမျိုးဟောင်းမှာတတူတူကိုရဲဆက်လုပ်မယ်ဆိုရင်တာလီဘန်တွေလိုပဲတမိုင်းအမွေအနှစ်ဖျက်ဆီးသူတွေအဖြစ်သတ်မှတ်ခံရနိုင်ပါတယ်။ဒီနေရာဟာဂေါရမဗုဒ္ဓဖွားမြင်ရာအိန္ဒိယမြောက်ပိုင်းနဲ့တဆက်တည်းရှိပြီး BC 900စုနဲ့ AD 600စုအကြားဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့အရာဖြစ်ပါတယ်။ရောမအင်ပါယာနဲ့မောရိယအင်ပါယာတို့ထိတိုက်တွေ့ဆုံရာဗုဒ္ဓရုပ်ပွားတော်လက်ရာများဟာဂရိဟန်ပေါင်းဆက် ထားတဲ့ဂန္ဓာယလက်ရာတွေဖြစ်ပြီးဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့အရာဖြစ်ပါတယ်ဒီဒေသမှာအေဒီ900ရာစုလောက်ကစပြီးဗုဒ္ဓဘာသာမိမ့်မိန်ခွဲပြောက်သွားပြီးအစ္စလမ်ဘာသာလွတ်မြောက်သွားခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီးမြေဗုဒ္ဓယဉ်ကျေးမှုရုပ်ပွားတော်တွေရှီဟောင်းပထိုးတွေဗုဒ္ဓအကြောင်းတော်နေရာဟောင်းတွေကိုစနစ်တကျထိမ့်သိမ်းဆောက်ရှောက်ထားတာမြင်တွေ့ရတာဟာဗုဒ္ဓဘာသာဝင်နိုင်အတွက်ဝမ်းသာစရာကောင်းလာပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဒီနေရာဒီဒေသတွေမှာဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ဆိုတဲ့အထောက်အထားတွေကိုဒီနေ့အိန္ဒိယပါကစ္စတန်အာဖဂန်နစ္စတန် ဥစ်ဘက်ကစ္စတန်နိုင်ငံတွေမှာအထင်ရှားတွေ့နေရပါတယ်။ဒီအထောက်အထားတွေတမိုင်းတန်မှုတွေဗုဒ္ဓယဉ်ကျေးမှုလက်ရာတွေပျောက်ပြတ်မသွားဖို့ကမ္ဘာသူကမ္ဘာသားအလုံးမှာတာဝန်ရှိပါတယ်။ နောက်ဆုံးရရှိခဲ့တဲ့သတင်းများအရတရုတ်တပ်ဒုကုမ္ပဏီဟာမိဆိုင်နဲ့ဗုဒ္ဓမြို့ဟောင်းနေရာမှာတူးပေါ်ရဲ့လုပ်ငန်းတွေဆက်လက်အကောင်အထည်မပေါ်တော့ဘဲဒီနေ့အထိရပ်ဆိုင်ထားတယ်လို့သိရပါတယ်။ပမောက်ခ် Brand Hafmin ရဲ့ Seven မိဆိုင်နဲ့ဆိုတဲ့မှတ်တမ်းကဟာအတော့အထိရောက်ခဲ့တယ်လို့ဒီနေရာကိုဖြုတ်ဖြတ်ခြင်းမပြုဖို့လူပေါင်း9000ကလက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတယ်လို့ယခင်အာဖဂန်တမရ Hamas ကဆိုင်နဲ့လက်ရှိတမရဂါဇန်နီတို့ကလည်းဒီမှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီးဒီဒေသကိုဆက်လက်ထိန်းသိမ်းထားရင်အပေးထောက်ခံခဲ့တယ်လို့သိရပါတယ်ရှင်။